မြတ်စွာဘုရားရဲ့အရင်ချင်းလို့ဆိုဒီမှာဘုရားဖြစ်တယ်ဆိုတာလောကမှာဗုဒ္ဓဗုဒ္ဓနဲ့ပြောကြတယ်ဘုရားဆိုလို့ရှိရင်ဒီရင်ချင်းနေရှိရမယ်လို့ဆိုလိုတာနော်ဒီရင်ချင်းနေရှိမှဘုရားလို့ဆိုလိုတာကဘုရားရဲ့အရင်ချင်းသတ်မှတ်ချက်လို့ပြောရမှာပဲလောကမှာလည်းပဲလူတွေရဲ့အရင်ချင်းသတ်မှတ်ချက်တွေရှိတယ်လေအဲ့ဒီသတ်မှတ်ချက်ရလူတွေရဲ့အရင်ချင်းကိုထုတ်ဖော်ပြောကြတာ ဖရာဆိုတဲ့ပုဂ္ဂိုလ်မှာဒီချင်းနေရှိရမယ်လို့ပြောတာမြတ်စွာဘုရားကငါဟာဒီခုံနေနဲ့ပြည့်စုံတယ်လို့ကြွားလုံးထုတ်တာမဟုတ်ဘူးတချို့ကအဲ့လိုထင်နေမဟုတ်ဘူးဖရာဆိုဒီမှာဖရာကိုးကွယ်ကြပြီလောကမှာဘုဒ္ဓဘာတော်တော်လို့ဘုရားပွင့်ဖို့ဆိုတာတမ္မခဲရင်နဲ့အင်တမ္မခဲရင်နဲ့ဖရာဆိုဒီမှာအခုလိုရည်ချင်းနေရှိရမယ်ဆိုတာသိရှိနားလေဖို့ဆိုလိုတာကနော် ဖះမှန်ရင်တကယ်ဖះဒီလိုအရေးချင်းနေရှိဖို့လိုတယ်အေးဖះလို့ဆိုပြီးတော့အရေးချင်းမရှိဘဲနဲ့ဖះလုံနေတဲ့ပုံကိုယ်တွေကလည်းလောကမှာအများကြီးရှိတာအများကြီးရှိတယ်ဘာလို့အများကြီးရှိတော့ဆိုလောကမှာဖះမပွင့်ခင်ကဗုဒ္ဓကောလဟလဆိုတာကြွတင်ပြီးတော့ပေါ်ပေါက်နေတော့ခုခေတ်မှာတော့ကောလဟလဆိုရင်မမှန်ကန်တဲ့သတင်းလို့ဒီလိုအသေးပဲယူဆကြတယ် ပါဠိစာပေမှာကောလာဟလဆိုတာမမှန်ကန်တဲ့သတင်းလို့အဓိပ္ပာယ်မရဘူးတခုခုဖြစ်ပေါ်လာတော့မယ်ဆိုလို့ရှိရင်ကြွတင်ပြီးတော့သတင်းတွေဖြစ်ပေါ်နေတတ်တယ်ပေါ့အဲ့ဒီကြွတင်ပြီးတော့ခိုနာကပြောလိုက်ဒီနာကပြောလိုက်နဲ့ဒီစကားတွေဟာလူတွေကြားထဲမှာရောက်ရှိလာတဲ့စကားသံတွေကိုကောလာဟလလို့ခေါ်တာနော်အလုံးကြားဥကြလိုက်မယ်ကောလာဟလဆိုတာ၅မျိုးရှိတယ်ဖျားပွင့်တော့မယ်ဆိုလို့ရှိရင်လည်း ဗုဒ္ဓကောလာဟလလောကမှာဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်လူပုဂ္ဂိုလ်များပေါ်လိမ့်မယ်ဆိုတာလူလောကထဲမှာနှစ်ပေါင်းများစွာကြိုတင်ပြီးတော့အတန်တွေထွက်လာတယ်။တန်တွေထွက်လာတယ်။နောက်တစ်ခုကသက္ကဝတိကောလာဟလစัจကြဝဠိမင်းပေါ်လိမ့်မယ်ဆိုလည်းပဲကောလာဟလတွေထွက်လာတယ်။နောက်မင်္ဂလာကောလာဟလအေးလောကမှာလူတွေကမင်္ဂလာရှိကြကြတယ်။မြန်မာတွေဆိုလို့ရှိရင် မြန်မာတို့ရဲ့မင်္ဂလာပါဆိုတဲ့စကားနဲ့နှုတ်ဆက်ကြလူမင်္ဂလာဆိုတဲ့သကလုံးရဲ့အဓိပ္ပာယ်မင်္ဂလာဆိုတာဘယ်လိုမှမင်္ဂလာရှိနိုင်တယ်လဲဆိုတဲ့အတိအကျမင်္ဂလာရဲ့အဖြစ်ထုတ်ဖို့အတွက်အဲ့ဒါလည်းပဲမင်္ဂလာကောလာဟလဆိုတာမင်္ဂလာကိုအမှန်ကန်ပြောနိုင်တဲ့ပုဂ္ဂိုလ်ပေါ်လိမ့်မယ်လို့ဒီလိုကောလာဟလတွေဖြစ်တယ်ဟောနောက်တစ်ခုကျတော့ကပ္ပကောလာဟလလို့ခေါ်တယ် ကဘာကြီးကတော့ပြည့်စည်လိုက်မယ်ကဘာကြီးတော့ပြည့်စည်တော့မှာပဲမကြခင်ကတောင်မှ2012ခုနှစ်မှာကဘာကြီးပြည့်မယ်ဆိုပြီးတော့ပေါ်လာလိုက်သေးတယ်လေအဲ့ဒီဟာမျိုးပေါ့ကျွတ်တင်ပြီးတော့ဒီလိုဟာတွေဖြစ်ပေါ်ပြီးတော့လာတတ်တယ်ပေါ့အဲ့ဒီဖြစ်ပေါ်လာတတ်တဲ့ဒီကောလာဟလလို့ဆိုတဲ့ခုနကကြားလိုက်ဒီနာကကြားလိုက်ဆိုတဲ့ဒီသတင်းนี่အဲ့တော့ဗုဒ္ဓကောလာဟလဘုရားပွင့်လိုက်မယ်ဆိုတဲ့သတင်းဟာကျွတ်တင်ပြီးတော့ ထွက်လာကြိုတင်ထွက်ရုံနဲ့မကဘူးဒီလူတွေတင်ကြားနေတဲ့ဖြစ်မနာတွေတင်ကြားကြတဲ့ဝေဒအကျမ်းခံနေတယ်မှာလည်းပဲဘယ်လိုပုဂ္ဂိုလ်မျိုးဆိုတာဗုဒ္ဓဗုဒ္ဓဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုခေါ်တယ်ဆိုတာကိုအင်္ဂယုတ်နဲ့ပတ်သက်ပြီးတော့သတ်မှတ်ထားတာတွေရှိတယ်ဝေဒအကျမ်းတွေမှာအတိအကျသတ်မှတ်ထားတယ်ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာဘုရားဖြစ်မဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုရုပ်လက္ခဏာမျိုးရှိတယ်ဆိုတာကိုလေဗေဒကျမ်းတွေကအတိအကျဆိုထားတယ်။အဲ့ဒါတွေကလည်းကြွတင်ပြီးတော့ပေါ်ပေါက်နေတာ။ဥပမာမယ်လူတွေရဲ့တဏ္ဍာမှာအမှတ်အသား32မျိုးမဟာပုရိသလက္ခဏာ32မျိုးအဲ့ဒီ32မျိုးလုံးပါတဲ့ပုဂ္ဂိုလ်ဟာဘုရားဆိုတာကိုဗေဒကျမ်းတွေကဆိုထားတယ်။ဒီ32မျိုးသောအမှတ်အသားလက္ခဏာရှိလာပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာဒွေးရေဝဂတိရော သူ့ရဲ့ဤကောင်းဟာနှစ်ခုပဲရှိတယ်။သူ့ရဲ့ဟိုဖြစ်ပေါ်လာမဲ့အနာဂတ်ဟာနှစ်ခုတည်းပဲရှိတယ်။နှစ်ခုဆိုတာဘာလဲလို့ဆိုရင် လူ့ဘဝမှာနေရင်စကြဝဠာမင်းဖြစ်မယ်။အကယ်၍တောထက်ပြီးလူလောကကိုဆုံးခွာသွားမယ်ဆိုရင်တော့ဖျားဖြစ်မယ်။ဒီနှစ်လမ်းပဲရှိတယ်ဆိုတဲ့ဟာဗိဒာကျမ်းကြီးကပြောတာတာ။ဗိဒာကျမ်းကြီးကပြောတာ။အဲ့ဒီဗိဒာကျမ်းကြီးကပြောထားတဲ့အတွက်ကြောင့် ဗြမဏတွေရဲ့အတိုင်းဝိုင်းမှာလည်းပဲဗုဒ္ဓဆိုတာကိုသူတို့ကဒီလိုရည်ချင်းနေရှိမှဗုဒ္ဓဆိုတာကိုသူတို့တိထားပြီးသားဖြစ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားပွင့်လာပြီးမပွင့်ခင်မှာငါဗုဒ္ဓငါဗုဒ္ဓနဲ့ဆိုပြီးတော့ဗုဒ္ဓအမိခံပုဂ္ဂိုလ်တွေဟာကောလာဟလတန်အောင်လိုက်ပြီးတော့ပေါ်လာတာတွေအများကြီးပဲ။ပုရဏကသမားလည်းသူ့ကိုယ်သူဗုဒ္ဓလိုကျင်ညာလိုက်တယ်။သို့တော်လည်းဝေဒကျမ်းအနေနဲ့တိုက်ကြည့်တဲ့အခါမှာသူက ကိုက်ညီမှုမရှိဘူးနော်ကိုက်ညီမှုမရှိဘူးသူ့ဘာသူပဲဘုရားလိုနာမည်တက်တယ်သို့တော့ဖေရာကျမ်းဂန်နေရာကိုက်ညီမှုမရှိတဲ့အတွက်ကြောင့်သူ့ကိုအသိမမပြုဘူးတဲ့မက္ကလိဂေါတလာလည်းငါဘုရားဆိုပြီးတော့တစဉ်ထောင်ပြီးတော့ပေါ်လာပြန်တယ်အဲသူ့ဘာနဲ့အတိုင်းဝိုင်းနေတော့ရှိတာပဲသူ့နောက်ကလူတွေကပဲဝိုင်းပြီးတော့လဲပြောကြတာပေါ့တင်စေရဗိလတ်ထဗုဒ္ဓအဇိတကေသကမ္မလာ ပကုဒကိစ္ဆာယနာနိဂန္ဓနာတပုဒ္ဒလို့ဒီ6ဥဟာနောက်လိုက်နောက်ပါတွေအလွန်များတယ်။ရားတော့သူတို့ကလည်းဘသူလဲလို့ဆိုရင်ငါဗုဒ္ဓပဲဆိုတော့တိုးတော့ဇေမနတွေကဝိရကျမ်းနေနဲ့တိုက်ဆိုင်ကြည့်တဲ့အခါမှာခုနကမဟာပုရိသလက္ခဏာတွေဆိုတာလည်းမတွေ့ရဘူး။အရဟံစတဲ့အကြီးချင်းနေနဲ့လည်းသူတို့မတွေ့ဘူးမပြည့်စုံဘူးဆိုတော့သူကမှဗုဒ္ဓဆိုတာကိုနှစ်နှစ်ကာလယုံကြည်ကိုးကွယ်တာမရှိဘူးပေါ့။ သူယုံကြည်တဲ့ပုဂ္ဂိုလ်အချို့လောက်ကသာသူ့နောက်ကလိုက်ကြတယ်ပေါ့အဲ့တော့ဒီကောလာလာနောက်မှာနောက်ဆုံးပေါ်လာတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲလို့ဆိုရင်ဂေါရမဗုဒ္ဓပဲဂေါရမဗုဒ္ဓကြတော့ပြမနာတွေကငါကလက်ခံမှုသူတို့လဲကြည့်လိမြတ်စွာဘုရားစီမှာဒီထိတ်တန်းပြမနာကြီးတွေပတ္တနေတီကောသလမင်းကြီးကမျိုးစားအဖြစ်ပေးထားတယ်ပညာတတ်တဲ့နေရာမှာထိတ်တန်းမျိုးရိုးလဲအလွန်မြင့်မြတ်တဲ့ပௌခရတာတိတို့ နောက်တခါမိထီလာမျိုးကဒီမြမာယုပုံနာကြီးတို့ဒီလိုအဲ့ဒီလိုဝေဒကျန်တဲ့ဆရာကြီးဆရာကြီးတွေကသစ္စာဘုရားရှင်လွတ်တယ်နောက်ပြီးတော့ပါရယနာတုံမှာပါတယ်ဘာဝရီဆိုတဲ့ပုံနာကြီးကလည်းပဲဗုဒ္ဓဆိုတဲ့နာမည်ကြီးကဟုတ်မဟုတ်မင်းတို့စုံစမ်းကြဆိုပြီးတော့လွတ်တာအဲ့ဒီခေတ်ကဂေါတဝဗုဒ္ဓရှင်ကစုံစမ်းနေထောက်လန်းရေးတွေအများကြီးလွတ်တယ် ွတ်တယ်တဲမဲ့ပထမဆုံးလှုပ်လိုက်တာတော့ဘာဝရီပုံသားကြီးကအရင်လှုပ်လိုက်တယ်။သူကပဲရောက်နေတော့ဆိုဘာဝရီပုံသားကဟိုးအိန္ဒိယအလဲပိုင်းမှာရောက်နေတယ်သူက။ဂေါ်ဒဝရီမြင့်ကန္နာတိုင်းပြည်နှစ်ပြည်ရဲ့ရှားမှာကျွံ့မြေကြီးရှိတယ်။အဲ့ဒီကျွံ့မြေကြီးပေါ်မှာသူကဟိုသူတပည့်ပရိသတ်တောင်းချီတဲ့ဟာနဲ့အဲ့ဒီမှာသွားနေတာသူက။လောကကြီးကို renounce လုပ်ပြီးတော့ ဝိရာကျန်ကနေသင်ယူခြင်းပို့ချခြင်းကမ္မထမ်းကျင့်ခြင်းဆိုတဲ့ယောဂအကျင့်တွေကမ္မထမ်းကျင့်တွေကျင့်ပြီးတော့သူအဲ့ဒီသွားနေတာသွားနေတော့ဖះပွင့်ပြီလို့လည်းသတင်းချရော သူတို့ရဲ့တွေသွားစုံစမ်းကြတာသူမသွားခင်စုံစမ်းခိုင်းဆရာကြီးတွေဆိုတော့ဗုဒ္ဓဟုတ်မဟုတ်မသိပဲနဲ့ဘယ်တော့မှအယံမသွားဘူးသူတို့ကသူတို့ကလည်းနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေဆိုဖះဟုတ်မဟုတ်စုံစမ်းခိုင်းတာဘာတွေနဲ့စုံစမ်းခိုင်းတော့ဆိုလို့ရှိရင် ဒီမဟာပုရိသလက္ခဏာဗေဒာကျမ်းနေမှာ ပါတဲ့အမှတ်လက္ခဏာတွေရှိမရှိပါမပါ32မျိုးလုံးရှိမရှိဘူးသွားကြည့်ခိုင်းဟောအဓိကအဲ့ဒါဘာဝရီပုံတာကြီးကဆိုလို့ရှင်ဘလောက်ထီအောင်သူတပည့်တွေကိုမှားလိုက်တယ်ဆိုရင်အေးမင်းတို့ဖျားဆိုလို့ရှင်กว่าတဲ့ပါဇက်ကထုတ်ပြီးတော့မေကွန်ထုတ်เสียမလို့တဲ့မင်းတို့စိတ်แท้ကမေးတယ်ဖျားဆိုရင်မင်းတို့စိတ်แท้ကမေးတယ်မေကွန်ကိုသူနှုတ်ကဖြေလိုက်မယ် ီလိုတော့မှားလိုက်တာနော်ဖះဆိုတာသိဖို့အတွက်သူလောက်မှားလိုက်တာအဲ့လိုမှားလိုက်တဲ့အတိုင်းပဲသွားပြီးတော့စုံစမ်းထောက်လန်းကြတာရသော်ဘုရားမှာ32ပါးသောယောက်ျားမြတ်လက္ခဏာတွေတွေ့ရတွေ့ရုံနဲ့မကဘူးခုနကစိတ်ကူးတဲ့ကနေပြီးရှုပ်ဝက်ထားတဲ့မိကောင်းนี่စိတ်နဲ့မေးတယ်သူကဘာဝရီပုံသားကြီးကအသက်ဘယ်လောက်ရှိပြီလဲတို့တပည့်ဘယ်နှဦးရှိသလဲတို့မဟာပုရိသလက္ခဏာသူ့မှာဘယ်နှခုရသလဲဆိုတာ စိတ်ထဲကနေမေးတာမေးလိုက်တော့မြတ်စွာဘုရားနှုတ်ကနေ ထုတ်ပြီးတော့ဖြေးလိုက်တာမေးတဲ့အချိန်လေးမှာအဲ့ဒါကြောင့်မလို့တို့တအံ့တောနဲ့ဘာဝရီရဲ့တပည့်တွေဟာအလုံးမြတ်စွာဘုရားကိုတို့သိချင်တဲ့လေးနဲ့တဲ့မေခွန်းလေးကိုမေးထားအဲ့ဒီတုတ်တံပါရဏဒေသနာဆိုပြီးတော့ပြည့်ပြည့်စုံစုံဘုန်းကြီးတို့ရှင်းဟောထားတာရှိတယ်ပေါ့နော်။နောက်လဲစာအုပ်လဲထွက်လာဖို့ရှိတယ်ပေါ့။ဒါက အများဒီသာဩတ္တရာဒါတွေကဘုရားတရားတော်တွေဟာတိမ်မြုပ်နေတာအဲ့ဒီလိုမြတ်စွာဘုရားကိုလာရောက်ဆုံးဆန်းတယ်။တော့မြမယူပုဏ္ဏာယီဆိုတာဟာအသက်120ရှိပြီ။သူမလာခင်သူ့ရဲ့တပည့်ဥတ္တရလူလင်ဆိုတာကိုလွတ်လိုက်တယ်။လွတ်လိုက်တဲ့အခါတပည့်ကဘယ်လိုလုပ်ဆုံးဆန်းရမှာတော့ဆိုတော့ မင်းကလည်းကွာငါတင်ပေးထားတဲ့မဟာပုရိသလက္ခဏာကျမ်းနေရှိတယ်မို့လားတဲ့အဲ့ဒါနဲ့တိုက်ပေါ့တဲ့ဆိုပြီးမှားလိုက်တာသွားတိုက်တာအဲ့ဒီလူကမြတ်စွာဘုရားနာမှာနှစ်ချီကြောင် နေသွားတယ်နေပြီးတော့အသေးစိတ်ဘုရားကြောင်မှာနေပြီးတော့ထောက်လန်းတာပေါ့ခုခဲ့လို့ဆိုရင်ဘုရားကြောင်မှာကိုကြာကြီးနေပြီးထောက်လန်းတာသူကဘုရားဟုတ်မဟုတ်ကိုသိချင်ဗုဒ္ဓဟုတ်မဟုတ်ထောက်လန်းအဲ့ဒါလို့ ထောက်လန်းပြီးတဲ့အခါမှာသူဆရာကြီးစီတော့ပို့တင်လိုက်တာသူဆရာကြီးကနေပြီးအဲ့ဒီကျမဂေါတမဘုရားကိုလာရောက်ဖူးညော်တာအသက်တရ20နော်တရ20အဖိုးကြီးဖြစ်နေပြီသို့တော့အမတန်မှဂုံဝါကြီးမားတဲ့အလုံးကလေးစားရတဲ့ဆရာကြီးဆိုတော့မြတ်စွာဘုရားစီသူလာတွေ့တဲ့နေရာမြတ်စွာဘုရားကပိဋကအလယ်မှာတရားဟောနေတဲ့အချိန် ဗမာယူပုံသားကြီးလည်းဝင်လာရောပိဋကလှုပ်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 နေဖြစ်သွားတယ်။အဲ့လောက်ထိအောင်ဘုံသတင်းကြီးတယ်ပေါ့။အဲ့လောက်ထိအောင်အချိန်ဝါရှိတယ်သူက။အဲ့ဒီလိုလာတဲ့အခါမှာသူကပိဋကကိုပြောတာငင်းငင်းနေကြပါငင်းငင်းနေကြပါ။ဟောဒီကဖျားသွားတဲ့အလယ်လမ်းလေးဆိုတာရှိတယ်ခုခေတ်တရားပွဲတွေမှာလို့တဝါဒီကဆရာတော်တွေကြွဖို့ဆိုပြီးတော့လမ်းလေးခြံထားတာရှိတယ်။အဲ့ဒီလမ်းကနေပြီးတော့သူဖျားနေချင်အောင်ရောက်လာ။ ရောက်လာပြီးတဲ့အခါမှာသူတပည့်ထောက်လန်းပြီးတော့တင်ပြထားတဲ့ report အတိုင်းပဲမြတ်စွာဘုရားကသူကပြန်ပြီးတော့သူကိုယ်တိုင်ထောက်လန်းကြည့်သေးတယ်မဟာပုရိသလက္ခဏာတွေရှိသလားဆိုထောက်လန်းလိုက်တယ်သူကထပ်ပြီးတော့သူတို့ကြည့်တာနဲ့သိတယ်နော်နှစ်ဖူးရည်ဒူးရည်ပေါ့ဗျာခြုံပြောလိုက်လို့ရှိရင် လူရဲ့နှစ်ဖူးရည်ဒူးရည်ဆိုတာရုပ်လက္ခဏာတွင်ပြင်းနေအားလုံးကိုကြည့်ကြည့်လိုက်ကြတယ်ဟာ ိုစာထဲမှာဆိုထားတာ ਨੇ အကုန်ကြိုက်တယ်ပေါ့ကြိုက်တယ်ဆိုပြီးတော့မှဗြဟ္မာယုပုံနာကြီးဟာမြတ်စွာဘုရားကိုအာရပါရဘုရားခြေပမိုးကိုခေါင်းနဲ့တိုက်ပြီးတော့သူဟာဗြဟ္မာယုပုံနာကြီးပါဆိုတာကိုအာရပါရရှ िख ိုးတယ်ရှ िख ိုးပြီးတော့ဘုရားကိုရှောင်းတယ်ဒီလိုထောက်လိုင်းကြီးတွေလိုက်တာသူတို့ကတကပဝရတ္တတိပုံနာကြီးကလည်းအပတ်္ထဆိုတဲ့လူလွင်ကိုလွတ်ပြီးတော့ရသော်ဗျာဟုတ်မဟုတ် တိုက်ဆိုင်ခိုင်းတယ်တရင်ထောက်လန်းခိုင်းတယ်ထောက်လန်းပြီးပြီဆိုတော့မှသူတို့လာကြတာပေါ့ဒါကမြတ်စွာဘုရားလက်ထက်ကဗုဒ္ဓဟုတ်မဟုတ်ဆိုတာတွေကမဟာပုရိသလက္ခဏာနဲ့တိုက်ဆိုင်တယ်အကြီးချင်းအားချင်းကတော့တမန်အားချင်းပုဂ္ဂိုလ်တွေမသိနိုင်ကြဘူးဒါကြောင့်မို့ဗုဒ္ဓရဲ့အကြီးချင်းဆိုဒီမှာအရဟံတမ္မာတမ္ဗုဒ္ဓဝိသဆရဏတမ္ပန်နော သူကတော်လောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿန္တဗုဒ္ဓောဘဂဝါဆိုတဲ့ဒီရည်ချင်းနေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးမှသာလေဖျားဆိုတာဖြစ်တယ်